ော်ရိစိတ်စိတ်ကွပြအောင်ရသော်ဖျားဒိဋ္ဌံပေးတော်မူခဲ့တယ်။အဲ့ဒီနောက်ပိုင်းကျတော့60တကဘာဖြစ်လာတဲ့အခါမှာဘယ်ဖျားပွင့်နှုံဆိုဝိပဿနာဆော်ဖျား။နော်19ဘာမြောက်ပွင့်တာဝိပဿနာ။ဝိပဿနာဆော်ဖျားကစပြီးတော့ဝိပဿနာဆော်ဖျားမရောက်ခင်ဖုဒ္ဒဖျားထီအောင်အဲ့ဒီဖျားတွေရှိပိုင်းကဖျားတွေ 18စုသောဘုရားရှင်တွေရဲ့တပည့်တော်ကတွေလောကကြီးတွေမှာမရှိတော့ဘူးเนาะလူလောကပြောတာမဟုတ်ဘူးလူလောကရောနတ်လောကမြမလောကဘယ်မှာမှမရှိတော့ဘူးသူတပည့်တွေသူမိလိုက်တဲ့လူတွေမရှိတော့အဲ့ဘုရားတွေရဲ့တပည့်တော်ကတွေတပားမရှိတုံးမှမရှိတော့အဲ့ဒီခုဝိပဿနာဆောဘုရားကစနောက်ဘုရားတွေရဲ့တပည့်တွေကလောကထဲမှာရှိသေးတယ်ဝိပဿနာဆောဘုရားဒါကြောင့်မို့လို့ ခန္ဓာတုတ်ရွတ်တဲ့အခါမှာတွေ့တယ်မို့လားခန္ဓာတုတ်မှာနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနာခုနှစ်စုသောဘုရားရှင်တို့ကိုရှ िख ောပါတယ်လို့ဆိုကြဟာအဲ့ဒီဘုရားတွေရဲ့တပည့်တွေရှိနေတယ်။ကျန်တဲ့ဘုရားတွေကတပည့်တောင်မရှိတော့သူတို့ရဲ့တပည့်တွေလည်းပဲတန်တဲ့အားတွေမှမရှိတော့နော်ဒီဘုရားတွေရဲ့တပည့်တွေကဟိုးသုရဝတ္တဘုံမှာမြမကြီးတွေအနေနဲ့ရှိနေတော့မယ်တထင်ရှားရှိကြသေးတယ်ကို။ လောကကြီးထဲမှာဒါကြောင့်မို့အတ္တနာရိယတုံမှလည်းဝိပဿနာသနမထုသကုမဏ္ဍတသိရိမတော်ဆိုပြီးတော့ဝိပဿနာမြတ်စွာဘုရားဆရာတာခုနစဘာကြောင့်စတယ်လဲလို့ဆိုလို့ရှိရင်အဲ့ဖရာတွေတပိတာဝကတွေကလောကကြီးထဲမှာရှိနေသေးတယ်။ဇန်နေဖရာတွေကျတော့လောကကြီးထဲမှာကိုယ်မရှိတော့အာလုံးပြောက်ွယ်သွားကြပြီ။သင်္ခါရမှန်သမျှတနေ့ချပြောက်ွယ်သွားမှာပဲဒီတိုင်းပဲ။အာလုံးပြောက်ွယ်မှာနော်။ အဲ့ဒါကိုဆုံးအဲ့တော့ဝိပဿနာဆော့ဖျား60တကဘာမှာပွင့်တော့တတ်တော်7000တန်းမှာဝိပဿနာဇိနဝရောဘုဒ္ဓောသူမိတ္တာရာမန်မိနေဖူတော်သူမိတ္တာရာမာလို့ဆိုရဲចောင်းတိုက်ကြီးအတွင်းမှာပြိနိဗ္ဗာန်ပြုတ်သွားတယ်ရသော်ဖျားအဲ့ဒီမှာပဲပထိုးတီထားကိုပွဲကြတယ်တတ်တော်7000လောကသားတွေအကျိုးစီးပွားကိုဆောင်ရွက်တော်မူခဲ့တယ် အဲ့ဒီနောက်မှာပွင့်တော်မူတဲ့ဘုရားကတိခိတဲ့20မြောက်ပါ20မြောက်ပွင့်တာတိခိဘုရားတက်တော်ကြတော့9000 9000တန်းမှပွင့်တော်မူတဲ့မြတ်စွာဘုရားတိခိဘုဏိဝရောဘုဒ္ဓောအတ္တရမမိနေဟုတောအတ္တရမလို့ခေါ်တဲ့ဥယျာဉ်ကြီးတွေမှာတိခိမြတ်စွာဘုရားပြိဋိဘံပြုတ်သွားတယ်အဲ့ဒီမှာပဲစေတီပထိုးတိထားကိုဝင်ခဲ့တယ် အဲ့ဒီဖရာရဲ့တပည့်လက်ကျန်နေဟာသုရဝါဒဘုံမှာရှိနေသေးတယ်ခုချိန်ထိနော်သူတပည့်တွေရှိသေးတယ်ဟောနောက်တစ်ခါ22ပါးမြောက်ကြတော့ဝိတ္တပုမြတ်စွာဘုရားဝိတ္တပုမြတ်စွာဘုရားရဲ့တတန်းကတော့တတ်တော်6000ထည့်အောင်နေရတယ်ဝိတ္တပုစိနဝရောတတ္ထခေမာရမမိနေဖုတော်ခေမာရမလို့ဆိုတဲ့အကြောင်းလက်ကြီးအတွင်းမှာပြိဋိဘံပြုတ်သွားပြီဓာတုဝိထာရိကအာတိ တတ်တော်တွေဟာအဋိဋ္ဌံပြီးတော့တတ်တော်တွေပြတ်နာအောင်ဆောင်ရွက်တော်မူခဲ့တယ်တို့ဆိုလို့တယ်အဲဒီတော့ဒီဖရာတွေကဝိပတိတိခေဝိတ္တပုဆိုတဲ့ဒီမြတ်စွာဘုရားတွေဟာလောကသားတွေရဲ့အကျိုးကိုဆောင်ရွက်ပြီးတော့ပွင့်ပေါ်သွားကြတော့လေအဲ့ဒီမြတ်စွာဘုရားတွေဟာတတန်းရှည်တော်ရှည်ညာတော်လည်းပဲသူတို့ရဲ့သာသနာဟာတဆက်ပဲနော်တဆက်ပဲတဆက်ဆိုတာအသက်နဲ့ပြောတာ တဆက်ပဲတည်တယ်မြတ်စွာဘုရားရဲ့တပည့်အဲ့ဒီတပည့်တွေရဲ့တပည့်၂ဆက်ပေါ့နော်ဘုရားရဲ့တပည့်ကတဆက်တပည့်ရဲ့တပည့်ကတဆက်အဲ့ဒီတဆက်ပဲအရှိတယ်လို့ဆိုလိုတယ်ခေါရမဘုရားကြတော့အဲ့ဒီလိုမဟုတ်ဘူးအဆက်တွေအများကြီးဖြစ်သွားပြီနှစ်ပေါင်း1500ဆိုတော့နော်တပည့်အဆက်ဆက်အများကြီးဖြစ်သွားတယ်အေးဒီကဘာရောက်လာတယ် ဘဒ္ဒကမရောက်လာတဲ့အခါမှာ22ပါးမြောက်ပွင့်တာကကုတန္တမြတ်စွာဘုရားတဲ့ကကုတန္တအလိုပဲဖွဲတော်ကခေါ်ရမှာဘယ်တဲ့ချင်းကြီးဆရာကရေးလိုက်တယ်မသိဘူးကတ္တဘဂုံဂောဏဂုံကကုတန္တဂုံนี่လျှောက်ထည့်ပြီးတော့တကယ်ကတော့ကကုတန္တကောဏကမနာကတ္တဘကောဏကမနာကိုရေးတဲ့အခါကောဏဂုံလို့ရေးလိမ့်ရှိတယ်အဲ့ဒါကြောင့်မို့လို့ကောဏဂုံလို့ရေးတာကတော့ ောနာခမနာကိုလောက်တဲ့စကားမှန်တယ်လွတ်ထောင်ကကုတန္တာနောက်ကခုံမဟုတ်ဘူးကကုတန္တာခုံကောနာခုံကတ္တဝခုံဂောရမခုံနေရှောင်းလို့ခုံတယ်เนาะတကယ်ပွဲတော်မှန်ကကကုတန္တာမြတ်စွာဘုရားခောနာကမနာမြတ်စွာဘုရားကတ္တဝမြတ်စွာဘုရားဒါပဲအဲ့ဒီမှာကကုတန္တောစိနဝရောခေမာရမမိနေဘူးတော်၄000တန်းမှာပွင့်တော်မူတာတော့ လေးသောင်းတန်းဆိုအသက်တွေဆွေရှုပ်ဆွေရုပ်လာလေးသောင်းတန်းမှာပွင့်ပြီးတော့နှစ်လေးသောင်းကာလပတ်လုံးတရဝရရဲ့အကျိုးစီးပွားလူနာပြမတရဝရရဲ့အကျိုးစီးပွားဆောင်ရွက်တော်မူပြီးတဲ့အခါမှာခေမာရာမလို့ဆိုတဲ့ចောင်းကြီးတွေမှာပြိဋိဘံဆံသွားတယ်အဲ့ဒီမှာပဲပထိုးတိထားကိုပွဲခဲ့တယ်အဲ့ဒီနောက်23မှာမြောက်ပွင့်လာတော့ကောနာကမနမြတ်စွာဘုရားလို့ခေါ်တယ်အဲ့ဒီကောမနာကမနမြတ်စွာဘုရားဟာလည်းပဲ တတော်အားဖြင့်3000နှောင်းမှပွင့်တော်မူခဲ့လို့နောက်ဆုံးမှတတော်3000ပြည့်တဲ့အခါမှာပပတာရာမဆိုတဲ့ကျောင်းတကြီးအတွင်းမှာပြိနိဗ္ဗာန်ဆန်တော်မူခဲ့တယ်။ဓာတ်တော်တွေအစိမ့်စိမ့်ကြအောင်ဒိဋ္ဌံတော်မူခဲ့တယ်ဖရာဖြစ်တယ်။24ပါးမြောက်ပွင့်တော်မူတဲ့မြတ်စွာဘုရားကတော့ကတ္တဗမြတ်စွာဘုရားတတော်2000နှောင်းမှပွင့်နေ။အဲ့ဒီ2000နှောင်းမှပွင့်တဲ့ကတ္တဗမြတ်စွာဘုရားလည်းပဲလောကသားတွေရဲ့အကျိုးစီးပွား ကသဝမြတ်စွာဘုရားလက်ထက်ကဟောထားခဲ့တဲ့တရားတွေတစွန်းတစားကောင်းမွန်ဘုရားလက်ထက်မှာရှိသေးတယ်။အာလဝကသုတ်တံမှာပါလာတဲ့အမေစကားတွေကကသဝဘုရားရဲ့သုတ်တံတွေပဲဖြစ်တယ်။နောက်တစ်ခါတတ္တလူစားခြင်းနဲ့ပတ်သက်တဲ့အာမခန္ဓာသုတ်ဆိုတာလည်းကသဝမြတ်စွာဘုရားဟောခဲ့တဲ့တရားပဲဖြစ်တယ်။တချို့တည်းကြံရင်သေးတယ်နော်။ကသဝဘုရားရဲ့နောက်ပိုင်းသာသနာမှာတောင်းပန်တက်ပြီးခြင်းနဲ့ကိုယ်တော် ခုနှစ်ပါးတဲ့ကငါးပါးကဘောမဘုရားလက်ထက်ကျမှကျွတ်သွားကြတယ်ဒီလိုအစဉ်ဆက်လေးတွေရှိတယ်ပေါ့နော်အဲ့တော့ကသမမြတ်စွာဘုရားကလည်းတေတဗျာရာမဆိုတဲ့ကျောင်းထဲအတွင်းမှာပဲပြိဋိဘံဆံသွားတယ်စေဒီတော်ဓာတ်တော်တဆူတဲ့ကြားလို့တေယူဇနာမြင့်တဲ့စေဒီပထိုးတစ်ခုပဲတည်ထားကိုးကွယ်ခဲ့တယ်25ပါးမြောက်ကြတော့ဘုန်းကြီးတို့တွေကိုးကွယ်ပြီးတော့အဆုံးအမကိုခံယူထားကြတယ် ဃောရမမြတ်စွာဘုရားပဲဖြစ်တယ်ပေါ့ဃောရမမြတ်စွာဘုရားဟာဘယ်နဲ့တတံဘလောက်မှပွင့်လာတော့တရားဓမ္မပွင့်နေသတ္တောရှိတဲ့အခါကျတော့အနှစ်80ဃောရမမြတ်စွာဘုရားကဒီသတ္တော80မဟာဃောရမစိတဝရောကုတိနာရမိနေဘူးတော့ကုတိနာယောအကြောင်းတော့ကုတိနာယောဥယျာဉ်ကြီးထဲမှာဃောရမမြတ်စွာဘုရားလည်းပဲတရဝရရဲ့အကျိုး နေဗနာညာမှာအလုတ်အလုတ်ရဆုံးကကောရမဘုရားဘာကြောင့်အလုတ်လောက်ရတော့ဆိုရင်ကောရမမြတ်စွာဘုရားပွင့်တော်မူတဲ့ခေတ်မှာလူ၄ယောက်မှတယောက်ပဲအကောင်းရှိတယ်။ဇန်နဲ့၃ယောက်ကအဆုံးဒီတယောက်အကောင်းလေးကိုထိမ့်ပြီးတော့တရားဟောရတာအဆိုးတွေကောင်းလာအောင်လုပ်လို့တော့မရဘူးအဆိုးဆိုကောင်းအောင်လုပ်လို့ရပါမလားစံကြည့်ပါလားတည့်ရသည့်၁၀လုံးလောက်ဝယ် ွဲပြီးတဲ့အခါမှာအဲ့ဒီအလေကောင်းတည်သည့်ပုပ်ကလေးတစ်လုံးထဲလိုက်အဲ့ဒီတည်သည့်အပုပ်ကလေးတစ်လုံးကကြံတဲ့ဆယ်လုံးကိုပုတ်အောင်လုပ်သွားတာကြည့်ဆယ်လုံးကအဲ့ဒီအပုပ်ကိုအကောင်းဖြစ်အောင်လုပ်နိုင်မှာမလားလုပ်နိုင်ဘူးအဲ့တော့ဘောရမမြတ်စွာဘုရားလက်ထက်မှာလည်းပဲလူတွေဟာ၄ယောက်ဆိုရင်၁ယောက်ပဲအကောင်းရှိလူ၄ယောက်ဆိုရင်၁ယောက်ပဲလူကောင်း အဲ့ဒီတရားတော်လူခေါင်းလေးတွေကိုမြတ်စွာဘုရားတရားဟောရတာเนาะတရားဟောရတာဒီနေ့မှနားချိန်ဟာနှစ်နာရီပဲရှိနေ20နှစ်တနာရီအလုံးလုံးဒီနေ့မှနားချိန်နှစ်နာရီပဲရှိအဲ့ဒါနှစ်ပေါင်းဘယ်လောက်အလုံးလုံးဖြစ်လဲဆို45နှစ်အဲ့ဒီလောက်ထိအောင်အလုံးကြိုးစားပြီးတော့ ာသနာတော်ကြီးတည်ထောင်အောင်ဆောင်ရွက်တာခုသာသနာရသော်ဗျာပြိဋိဝံဆံသွားတဲ့နှစ်ကိုရည်တွက်ပြီးတော့ပြောကြတဲ့အခါမှာနှစ်ပေါင်း2560ဒါပြိဋိဝံဆံသွားတဲ့နှစ်ကိုပြောတာနှစ်ပေါင်း2560ကြာခဲ့ပြီအဲ့ဒီရသော်ဗျာလက်ခင်ကိုရမြာကုတိနာရာပြိဋိဝံဆံသွားတဲ့ဓာတုဝိထာရိကံအာတိဓာတ်တော်၏အစိမ့်စိတ်ကြောင့်ဒိဋ္ဌာန်တော်မူခဲ့တယ် ဒါကြောင့်မို့လို့ဓာတ်တော်တွေဟာဒီကနေ့စိတ်စိတ်မောမောဖြစ်ပြီးတော့ကမ္ဘာအနှံ့မြန်မာနိုင်ငံအထိအကုန်လုံးဟာဓာတ်တော်တွေကိုကိုးကွယ်နော်စေရီပေါင်း၈၄၀၀ဆိုတာအတော်ကမင်းကြီးကစေရီဓာတ်တော်တိုက်ထဲကစေရီတွေကိုဓာတ်တော်တွေကိုကျူပြီးတဲ့အခါမှာအားလုံးကိုးကွယ်ခွင့်ရအောင်ဆိုစေရီပေါင်း၈၄၀၀တီထောင်ပြီးတော့တီထားပူဇော်ပြီးတော့ကိုးကွယ်ပေးထားတာပေါ့နော်